လေမိတို့ပြမယ်မိမိတို့နိုင်ငံမှာဘာဘာသာကူကွယ်တာလေဗုဒ္ဓဗုဒ္ဓဘာသာကူကွယ်တယ်နော်ဗုဒ္ဓဘာသာအပြင်မြို့မိပြောထားတဲ့ဘာသာကြီး၄မျိုးရှိတယ်နော်အဲ့ဘာသာကြီး၄မျိုးရှိတယ်ဗုဒ္ဓဘာသာကလည်းပါတယ်ဒါပေမဲ့ကောင်းတဲ့လူတွေမကောင်းတဲ့လူတွေဆိုတာဘာသာတိုင်းမှာရှိတယ်နော်ဘာသာတိုင်းမှာကောင်းတဲ့လူတွေမကောင်းတဲ့လူတွေရှိတယ် ဲ့ဒါလည်းမိမိပြပြလာတယ်ဟုတ်တယ်နော်အခုမိမိပြောပြခြင်းလားဗာလဲဆိုတော့မိမိတို့နိုင်ငံမှာအဲကလေးတွေကလည်းမှားပြီးတော့အမှတ်မှားတယ်လူငယ်တွေကအဲ့ကလေးတွေကကြီးသွားချိန်မှာလူငယ်တွေဖြစ်သွားတယ်လူငယ်တွေဖြစ်သွားတဲ့ချိန်မှာလည်းအမှတ်မှားတဲ့တချို့ကိစ္စတွေရှိတယ်အဲ့ဒါဗာလဲဆိုတော့မိမိတို့နိုင်ငံမှာဘာသာရေးနဲ့ရင်ကျိမှုတွေရိုးရာတွေမကွဲဘူးတိလာတာဗာပြောရတယ် ဘာသာရေးဆိုတာမမေတို့ကဘုရားဘာသာကိုကိုွယ်တာလေအဲ့ဖះကိုကိုကိုွယ်တာ ਨੇ မမေတို့ယဉ်ကျေးမှုတွေရိုးရာတွေကိုမကွယ်ဘူးဖြစ်နေတာအဲ့ဒါဘာလဲဆိုတော့မမေတို့ဖះပေါ်တိုင်ဘာလို့ရလဲဖနှက်ချွတ်ရတယ်ဖနှက်ချွတ်ရတယ်နော်ဟုတ်တယ်နော်အဲ့ဖနှက်ချွတ်ရတာဟာဘာသာရေးနဲ့မဆိုင်ဘူးအဲ့ဖနှက်ချွတ်ရတာအဲ့ဒါမမေတို့နိုင်ငံယဉ်ကျေးမှုဖះပေါ်ရရင်ဖနှက်ချွတ်ရတာမမေတို့နိုင်ငံယဉ်ကျေးမှုအဲအဲ့ဒါမမေတို့နိုင်ငံစီကံနော် မမေတို့ထိုင်းကိုသွားပြီးတော့လေတုံးကမမေတို့မြားဖျားကိုသွားလေတုံးကမမေတို့ဖျားရည်မြင်တော်ပေါ်မှာဖက်နဲ့မချို့အောင်ခုနကတော့မမေတို့ဖက်နဲ့နဲ့လျှောက်သွားတာလေဖျားကျောင်းဆောင်ကြီးတဲ့ဝင်မှာဖက်နဲ့ချို့ရတာလေမှတ်မိလားလူတွေအများကြီးပဲအမှဖက်နဲ့ချို့နေကြတာလေကျောင်းဆောင်ဖျားရဲ့ရှိတဲ့ကျောင်းဆောင်လေးကိုဝင်မှာဖက်နဲ့ချို့ရတာအဲ့ဒါဆိုလို့ရှိရင်အထိုင်းနိုင်ငံရဲ့စီကံ तू ကဖျားကားပေါ်ကဆင်းတာနဲ့ဖက်နဲ့ချို့စရာမလိုဘူး သွားလို့ရသေးတယ်ဘုရားရှင်မင်းတော်ပေါ်မှာလည်းသွားလို့ရတယ်အเจ้าဆောင်နဲ့ဝင်မှာဖနှက်ချွာအဲ့ဒါဆိုရင်သူ့ထိုင်းနိုင်ငံရဲ့စီကံမေမေတို့ကဘယ်နေတနည်းရရာကိုရောက်ရင်အဲ့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့အဲ့နိုင်ငံရဲ့စီကံကိုမေတို့ကလိုက်နာရမယ်သိလား အခုမမျိုးထိုင်းနိုင်ငံသွားထိုင်းနိုင်ငံရင်ကျိမှုလေ့လာမယ်မမျိုးဂျပန်နိုင်ငံသွားရင်ဂျပန်နိုင်ငံမှာလည်းသူ့ရဲ့စီကန်းနေရှိတယ်သူ့ရဲ့ရင်ကျိမှုတွေရှိမမျိုးတို့အဲ့ဒါတွေလေ့လာမယ်အဲမမျိုးတို့ဘယ်နိုင်ငံသွားသွားကိုရီးယားသွားရင်လည်းအဲ့ဒီတိုင်းနေရမယ်အဲအိန္ဒိယသွားရင်လည်းအိန္ဒိယချမှတ်ထားတဲ့စီကန်းမီလိုက်နာရမယ်ဟုတ်တယ်ဟုတ်အဲ့ဒါစီကန်းနဲ့ရင်ကျိမှုဘယ်နိုင်ငံသွားသွားအဲ့ဒါရှိတယ်မမျိုးတို့မြန်မာနိုင်ငံမှာလည်းအဲ့လိုရင်ကျိမှုတွေရှိတယ်အဲ့ဒါတမီးတို့ လေးအနေနဲ့တွေးလို့ရှိရင်သူလောက်ရတာလဲဆိုတော့မိကွန်းနေလဲရှိလိမ့်မယ်အဲ့တော့အဲ့ဓာတွေကဘာသာရေးနဲ့မဆိုင်ဘူးမမေခုနကပြောသလိုယဉ်ကျေးမှုတွေစီကတ်နေနဲ့ဆိုင်တယ်မိမေတို့ဖျားတွေပေါ့မိန်ကလေးတက်လို့မရအမင်းကလေးဘာလို့မတက်ရတာလဲဆိုရင်ချို့ရဖြေလိုက်မယ်တဲ့ဟိုအငရဲကြီးလိုက်မယ်လို့ဘာလို့အမှန်မှန်တော့မဟုတ်ဘူးဖျားပါဘူးမင်းကလေးမတက်ရဘူးဆိုတာမမေတို့ရဲ့စီကတ် မိမိတို့နိုင်ငံရဲ့စီကံအဲ့လိုစီကံတွေတခြားဟာတွေလည်းအများကြီးရှိတယ်စီကံတွေရှိတယ်ရင်ကျေးမှုတွေရှိတယ်မိမိတို့ကအဲ့ဒါကိုဘယ်နေရာဘယ်ဒေသပဲရရအဲ့ဒီနိုင်ငံရဲ့စီကံတွေရင်ကျေးမှုတွေကိုလိုက်နာရမယ်โอเคအဲ့တော့ပြရိုးရဆိုတာလည်းရှိသေးတယ်တခြားနိုင်ငံရဲ့ပြရုပ်တကြံဆိုလို့ရှိရင်မိမိတို့ရဲ့ရင်ကျေးမှုမိမိတို့ရဲ့ရိုးရဟုတ်တယ်မလားတကြံပွဲဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အဲပြစ်ပယ်လို့မရဘူးမိမိတို့မှာအစင်လာဆိုတာရှိတယ်မိမိတနခါလိမ့်လာလာဆိုလို့ရှိရင်အဲ့ဒါမိမိတို့နိုင်ငံရင်ကျေးမှု မိချစ်တယ်မလားလို့လိမ့်ရတာကြိုက်တယ်မလားတခြားနိုင်ငံတွေကလေတခြားနိုင်ငံတွေကမီတို့ international တွေမှာကြည့်မယ်ဆိုလို့ရှိရင်အဲ့မီမီတို့ရဲ့ရိုးရာရင်ကျေးမှုတွေကိုသူကစိတ်ဝင်စားလာအဲအဲ့ဒီဟာတွေနဲ့ပဲဒီ attraction ယူရတယ်အဲ့ဒါမှမီတို့နိုင်ငံကို tourist တွေဝင်လာတာများမယ်အဲအဲ့လိုမျိုးဆိုလို့ရှိရင်ခီးသွားလုပ်ငန်းတွေတိုးတက်မယ်အဲ့တော့နိုင်ငံတကာမှာ international တွေမှာကမ္ဘာမှာမီတို့တက်မှုထားမှာပေါ့နော် တော့အဲ့ဒီအရာတွေပျောက်ပြတ်သွားမယ်ဆိုလို့ရှိရင်မိမိတို့နိုင်ငံ treatment ဆိုတာမရှိတော့ဘူးအသက်ပကံဆိုရင်ဖြစ်တယ်မလားပကံဘာလို့ဖြစ်တာကြိုက်လို့ပကံကိုကြိုက်တယ်နော်အဲ့ဒါဆိုလို့ရှိရင်မိမိတို့နိုင်ငံကပကံဆိုလဲအသမိုင်းဝင်အမွေနှစ်မိမိတို့အရင်ဟိုးရင်ခက်ကဘရင်နေနေခဲ့တဲ့မျိုးဟောင်းရင်နော်မျိုးတော်အဲ့အရာတွေကတမိုးထားမဲ့အရာတွေရိုးရာတွေငင်ကြေးမှုတွေကနိုင်ငံတိုင်းမှာရှိရယ်ကိုယ်နိုင်ငံရိုးရာကိုယ်နိုင်ငံငင်ကြေးမှုဘာအကြောင်းကြောင်းနဲ့ပဲဖြစ်စေချက်ရမယ် okay fighting